ီတန်စီသမားကသူများတွေတည်းဝင်ခနစားမှာကပုံပြီးတော့ရလာတယ်။ဘာသာမဲ့ပြည့်မဲ့ထင်တယ်။ဗီဒီယိုလေးကိုစုံလေးကြည့်ရှုပြပါအောင်ပြ။ဒီကြောင်လာကျွန်တော်ရဲ့ကိုတွေးအထွေးချုပ်နေပေါ့နော်ကျွန်တော်လွန်ခဲ့တဲ့နှစ်ပြများစွာကတင်းတန်းချောင်းမှာဖွင့်ငင်ကရန်ကုန်မြို့မှာတိမ်ဝင်တိမ်ထွက်အိမ်ကိုလိုက်ပြီးတော့ကျွန်တော်စာတင်ပါတယ်အဲ့လိုတင်တဲ့အခါကျွန်တော်တို့ ပုံမှန်ဝိုင်းနေဆိုရင်တော့ကျွန်တော်ကဒိုင်းကလည်းပဲသွားလိမ့်ရှိတယ်ဒါပေမဲ့တချို့တော့ကုမ္ပဏီဝိုင်းနေဆိုလို့ရှိရင်ကြီးစိတ်ပါရတယ်ပေါ့နော်အဲတချို့ကုမ္ပဏီတွေကကျတော့လိုင်းကလည်းသွားတာအဆင်မပြေဘူးဗျာအထဲကိုဝင်ရတာတို့အဲ့လိုခါမျိုးဆိုတော့တို့ကသွားစရိတ်လာစီတက်စီကပါတခါလည်းပြီးတယ်အဲ့လိုကုမ္ပဏီတွေဆိုရင်ကျွန်တော်ကတက်စီနဲ့သွားလိမ့်ရှိတယ်အဲ့တော့တစီ၅စီး၅စီးနဲ့ကျွန်တော်နဲ့ခင်းတဲ့အကူတယောက်ရှိတယ်။အဲ့ဒီကူနဲ့ခင်းတယ်ပေါ့နော်။အဲ့ဒီကူနဲ့ကျွန်တော်နဲ့ကအဲ့ဒီကလေးအခင်းနဲ့အခုချိန်ထိလည်းခင်းနေသေးပဲ။သူကတက်စီမောင်းနေဆိုပေမဲ့ ဲ့တက်စီကိုအရစ်ကြနေကိုပိုင်ဝယ်နိုင်ခဲ့တယ်တိုက်ခန်းနဲ့ဝယ်နိုင်ခဲ့တယ်ဆိုတော့သူဒီသူများတဲ့ပို့ပြီးတော့ဝင်ငွေပူရတယ်တက်စီငေါင်းပြီးတော့ကားလည်းကိုပိုင်ပြောင်းလုပ်နိုင်တယ်တိုက်ခန်းလည်းဝယ်နိုင်လုပ်နိုင်တယ်ဆိုတော့ဘာကြောင့်များလဲလူရင်းတို့ရှင်ပြောရရင်တော့ကျွန်တော်ရဲ့အစားအုပ်နာမည်လို့ပဲသူကဝယ်ငွေကိုပြောအောင်ရောင်းလို့ပြန်ဆက်ရမယ်ဆိုလို့ရှိရင်သူ့ရဲ့ကားကနံပါတ်1အမြဲတမ်းတန့်ရှင်းတက်ရည်လေအနဲ့လေးဆိုလေမွေးပြန်နေတယ် ကျွန်တော်အမေဆိုလို့ရှိရင်ခဏခဏပြောတယ်နေကားလည်းဝင်လိုက်ရင်ရှုပ်ပွားနေတာပဲဒါပါမွန်တိုချိုပေါ့မွန်တိုချိုကားလည်းဝင်လိုက်ရင်တော့ဟေးငွေလို့အေးလို့ဟုတ်တယ်သူ့ကားလေးကလည်းအမြဲတမ်းတက်တက်ရဲ့ရဲ့လीခုနပြောတယ်အေကွန်ဆိုလည်းအမြဲတမ်းအေးအေးလေးမြင်တဲ့အေကွန်ဖွင့်မောင်းတယ်နောက်တစ်ခုကကြတော့ तू ကကားပို့ပို့ပြီးရောဟိုဘယ်လိုပြောမလဲဂျိုဂျိုပြီးရောအဲ့လိုမျိုးမဟုတ် तू က customer experience ဆိုင်ဆိုင် တို့လည်းကျွန်တော်ပြောရဲ company wide နေသွားတော့မှသူတင်ပြီးရေဆိုတော့ကျွန်တော်ကိုသူ live ပို့တယ် live ပို့လို့ရှိရင်ကားပေါ်ကဘုတ်ကနေချတယ်မောင်းဆက်သွားတယ်မဟုတ်ဘူးကျွန်တော် live ပို့လို့ရှိရင် company မှာသူ parking ထိုးတယ် abortion ကိုထားပါတော့နှစ်လောက်သုံးလောက်စားရှိပြီးစာတင်နဲ့ meeting hall ကိုသွားရင်ကျွန်တော်ရဲ့အဲ့တော့ lesson English တလုံးပါတယ်ဗျကျွန်တော်မှာစာတင်စာရွေးစာတွေပါညထည့်တာအဲ့ English ကကျွန်တော်နောက်ခဲ့နောက်ပါ like ခဲ့ရေဟိုအပေါ်အဲ့ဒီစာတင်ကရောက်တဲ့အထိသူ live ပို့တယ် English ဘာချချက်ပြီးတော့မှ okay ဆရာကျွန်တော်ပြန်တော့မယ်ပြောခဲ့တယ်အဲ့တော့ကျွန်တော်လေးစိတ်တိပါရေးသွားတင်နေ ။ဘွေကျွန်တော်လေးစိတ်သွားခြင်းလို့မနဲ့စောစောလာကြိုပါဆိုလို့ရှိရင်လူချင်းကွက်တိရောက်လာကြတယ်။တို့ဒုက္ခကြီးတွေပါတွေကပြန်လာတယ်လေးစိတ်မှလာကြိုပါဆိုရင်သူလာကြိုတယ်။လာကြိုတဲ့အခါပြလက်ဆောင်နေပါညမှာကျွန်တော်အရင်ကတော့ဟောပြောတွေပါနေတွေပါသွားတယ်။လက်ဆောင်နေပါတွေပါလာတယ်ပစ္စည်းပစ္စည်းတွေများတယ်ဆိုရင်လည်းပြန်ရောက်ပြီဆိုရင်အိတ်ထုတ်ပြီးပိုးရင်းနဲ့အိမ်မော်တွေရအောင်သူပို့ပေးခဲ့တယ်။တို့ဒါတွေကသူဘာကြောက်သူများတွေကပို့ပြီးတော့ပတ်ဆက်ပို့ဝင်နေတယ်ဆိုတဲ့ကိစ္စပါ။ အတက်စီကအနေနဲ့ဆိုရင်တော့သူကသူများရင်နဲ့ဆိုင်ရင်တော့နည်းနည်းလေးတော့များတယ်လို့ပြောလို့ရတယ်ဗျပုံမှန်တစီနဲ့ဆိုင်ဒါပေမဲ့ဘသူကမှတော့သူ့ကိုဟိုဈေးများတယ်လို့သိမခံယူကြဘူးအဆင်ပြေတယ်ကျွန်တော်တို့လည်းဒီတိုင်းအဆင်ပြေတယ်ပြီးတော့နောက်တစ်ခုကသူကဟိုနှုတ်လဲလုံးလေကုလေးကုညီတတ်တယ်ဘူးပြောချင်တာကဗျာ ျွန်တော်တို့ကားပေါ်မှာလုပ်ကိစ္စတွေဘာညာတွေပြောတယ်ဆိုလို့ရှိရင်လေသူစိတ်ဝင်စားဘူးကြားတော့ကြားလိမ့်မယ်ဗျာမကြားစရာတော့အကြောင်းရှိဘူးသူရှိမှမဟုတ်လို့ငါတို့ဒီလုပ်ကိစ္စပြောလို့မဖြစ်တော့ဘူးဆိုတဲ့ပုံစံမျိုးမဖြစ်ဘူးပြောလို့ရတယ်သူရဲ့ရင်းတဲ့ရင်းမှာလည်း အဆုံးပါတယ်ဗျာခုနကပြောတဲ့ဆရာဝန်တွေရှိမယ်အင်ဂျင်နီယာတွေရှိမယ်အရှိအနေတွေရှိမယ်ကျွန်တော်တို့ဆိုရင်ကျောင်းဆရာပေါ့နော်သင်တန်းဆရာတွေရှိတယ်ဆိုတော့အဲ့လိုမျိုးဘသူကဘာလုပ်တယ်ဆိုတာတော့ပဲသူသိတယ်အဲသူတို့ဘာအကြောင်းနေပြောနေရဆိုတော့သူဆက်လက်မဆက်စုဘူးဟိုကြားလို့လည်းအားမဆိုင်ဘူးအဲဒါမှမဟုတ်ကျွန်တော်ကအကိုကြီးကျွန်တော်ကတော့ဒီကိစ္စလေးရှိလို့အကိုအတီးတယ်မှာထားပါတော့အင်ဂျင်နီယာရှိတယ်အကိုအတီးတယ်မှာအရှိနေရှိတာဆိုရင်အော်โอเคဆရာကျွန်တော်မေးပြီးမယ်ကျွန်တော်အတီးရှိနေလို့ရှိရင်ကျွန်တော်အတီးအင်ဂျင်နီယာတော့ရှိတယ်သူအဲ့လိုတော့ contact လုပ်ပြီးတယ်အဲ့လိုကိစ္စတွေနေနေမပြီးသေးဘူး အခုနောက်ပိုင်းကျတော့ကျွန်တော်ကကားလေးတစ်စီးရှိလာတယ်ဗျာကားလေးရှိလာတော့ကျွန်တော်ကကားကိုမောင်းတတ်တယ်ပဲရှိတယ်အကျွမ်းကြီးတိတ်လို့တည်အစပိုင်းကမဟုတ်ဆိုတော့အခုနောက်ပိုင်းမှာနည်းနည်းပါးပါးလေးနားလည်လာတယ်အဲ့တော့တခုခုဆိုလို့ရှိရင်အတူပဲကျွန်တော်ဖုန်းဆက်ပြီးလန်လန်မိရတယ်အကိုကြီးဘာလေးကဘလို့ဖြစ်လို့ဘာလေးကဘလို့ဖြစ်လို့တခါတလေကြာရင်ကျွန်တော်ကိုယ်တိုင်သွားလို့ပုံမအောင်အဲ့လိုချင်ရင်အကိုကြီးကျွန်တော်ကားအောက်ပိုင်းလုံးချင်လို့မသွားလို့ကားလေးယူပြီးတော့လုပေးပါဆိုလို့ရှိရင်လည်းကျွန်တော်ကားလာယူပေးသူပြီးတော့ ထကြတဲ့နေရာမှာသွားအပ်တယ်။ပြန်လာရင်ဘောင်းဖျားတစ်ခက်ကြီးနဲ့ပြန်လာတယ်။တစ်ခါကျတော့ဖုံးဆက်ပြီးချက်ချင်းလွှဲရမယ်ဟာမျိုးဆိုရင်လည်းချက်ချင်းဖုံးဆက်ပြီးတော့ကျွန်တော်လွှဲပေးလိုက်တယ်။အရင်အဆင်ပြေတယ်။သူဒီအချက်တွေကသူဘာလို့ပို့ပြီးတော့သူများတဲ့ဝင်ဝင်ပို့ကောင်းနေလဲဆိုတဲ့အချက်တွေပဲ။ marketing စကားနဲ့ပြောရလို့ရှိရင် value added လုပ်ပြီးတော့သူရဲ့တက်စီမောင်းခြင်းဆိုတဲ့ service မှာကားတန့်ရှင်ခြင်း ကားရနဲ့မွေးပြန့်ခြင်းကားဘဝခီးတဲ့ဂရုစိုက်ခြင်းကားဘဝခီးတဲ့ပစ္စည်းပစ္စည်းတွေကိုတဲပေးခြင်းကားဘဝခီးတဲ့လိုအပ်တဲ့အချက်တွေကိုလုပ်ပေးခြင်းစတဲ့ value attitude လုပ်ပေးလိုက်တာဒါသူပို့ရောင်းလာတဲ့အချက်ပဲကျွန်တော်ရဲ့အစားအုပ်ခေါင်းစဉ်တွေပြင်ကြောညာရဲ့သူဝယ်သူတွေကိုပြောအောင်ရောင်းလိုက်တာပြည့်ရဲ့ customer တွေကိုသူပြောအောင်ပို့ပေးလိုက်တာဒါကြောင့်မို့လို့ကျွန်တော်တို့ကဘာပဲရောင်းရောင်းဘာပဲလုပ်လုပ်ဝယ်သူတွေကိုပြောအောင်ရောင်းမယ်ဆိုရင်မိတ်ဆွေတွေ ်အင်ကန်ကပို့ပြီးတော့တိုးတက်လာတယ်။အဲ့တော့ဝဲသူတွေကိုပြောင်းအောင်လုပ်တယ်ဆိုတဲ့နေရာမှာ value added လုပ်တယ်ဆိုတဲ့နေရာမှာစာပေပို့ပေးတာလည်းဖြစ်နိုင်တယ်။ကိုယ့်ရဲ့လုပ်ငန်းသဘောတဘာဝအလျောက်အစဉ်ပြေမဲ့ value added တွေလုပ်လို့ရပါလေ။ဒါကြောင့် main store အနေနဲ့ဘာလုပ်ငန်းမဲ့လုပ်နေ လုပ်နေလုပ်နေဝင်ငွေကိုနှစတိုးခြင်းနဲ့တုံးမို့ပိုကောင်းတဲ့ဝင်ငွေရခြင်းနဲ့ဆိုရင်ဝဲသူတွေကိုပြောအောင်ရောင်းပါလို့ပြောရင်းနဲ့ညီကုန်းချုပ်ချင်ပါလေ။ ခုပြောထားတဲ့ဗီဒီယိုလေးဟာမိတ်ဆွေပဲကြိုးရှိရခြင်းအများသိအောင်လို့ share သွားပေးလို့ရပါတယ်အခုလိုမျိုး marketing နဲ့ပတ်သက်တဲ့ဗီဒီယိုတွေစီးပွားရေးနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုပုံမှန်ကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ CC page ကို like and follow လုပ်ထားစီတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ဗျာ